ပရိသတ်တို့အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်အန်ခင်မူပါဆိုတော့ဒီနေ့စီစဉ်မစခင် channel subscribe လုပ်ဘေးနားခေါင်းလောင်းနှိပ် VPN လေးဖွင့်ကြည့်ပေးတော့ကျေးဇူးထူးတင်ရှိပါတယ်အဲ့တော့နေဝင်မီးညိတာနဲ့ပြင်ထွက်လို့မရတဲ့မြို့ကနေကြိုးဆိုပါတယ်ဒီနေ့မှကတော့ကျွန်တော်တို့ season 2ရဲ့နောက်ဆုံးပိုင်းလို့ပြောရမလားပေါ့နော်အပိုင်း90ပေါင်းဆက်တင်ဆက်မှုပါအဲ့တော့ season 2မှာကတော့ဇလန်ရဲ့သဘောရတစ်ဖြတ်ဖြတ်မယ်ထင်ပါတယ်အဲ့တော့ဘာတွေဖြစ်လာအောင်မလဲ let's go ကျွန်တော်တို့အတူတူကြိရှုလိုက်အောင်ပါခင်ဗျာရှေးကပိုင်းဒီမှာတော့ white တို့ရဲ့ မြို့ကြီးထဲမှာညာဘက်တွေမကပဲနေဘက်တွေမှာပါအန်ရယ်ရှိတဲ့အခြေအနေကိုရောက်လာနေခဲ့ပါပြီတပတ်မှာပြဿနာကောင်ရန်တဲကတော့ဒိုနာကိုဖမ်းပြီးတော့ဒေါ်ရီယာတစ်ပေမှာဂျိုးနဲ့ခြေထားခဲ့ပြီးဖြစ်ပါတယ်ဘွိုင်းနဲ့ကန်နီတို့တွေအော်ဟစ်ကူညီတောင်းနေတဲ့ရက်ဂျီရဲ့အိမ်ထဲကိုဝင်သွားကြည့်ရမှာတော့ရက်ဂျီရဲ့ဇနီးပေါ်လာကအိမ်နေနေပဲဂရင်းပေါ်မှာရုပ်ပြက်ဆင်းပြက်တိတ်ဆုံးနေတာကိုမြင်ရပါတယ်ရက်ဂျီကသူမိမဟာတရေးအိမ်နေနဲ့ရောင်ရမ်းနေတာကြောင့်သွားနှိုးနေတော့မှာပဲအခုလိုတိတ်ဆုံးသွားတာလို့ပြောပါတယ်ရိုက်ကပေါ်လာအိမ်နေနဲ့ရောင်ရမ်းပြီးပြောတာတွေက ဘာတွေလဲလို့မေးရမှာတော့ရက်ဂျီကပေါ်လာပြောခဲ့တဲ့စကားကသူတို့ကထိကြတယ်ဖြက်လဲဖြက်စီးကြတယ်ခိုးလဲခိုးကြတယ်ဒီနေရာမှာလွတ်မဲ့သူဘယ်သူမှမရှိဘူးဆိုတာပဲဖြစ်ပါတယ်ဒီစကားကန်ဒီလဲဖုန်းထဲမှာကြားခဲ့မှုတဲ့စကားဖြစ်နေတာပါဘိုင်းအဲ့ဒီအိမ်ထဲကနေပြန်ထွက်လာတဲ့အချိန်မှာတော့မျိုးတွေကလူတွေကသူတို့ကိုစိုးရင်တကြီးနဲ့ဝိုင်းပြီးတော့ကြည့်နေကြတာကိုမြင်လိုက်ရပါတယ်ဘိုင်းကတော့အီတန်လေးကိုကြောက်မှစိုးရင်တဲ့အတွက်အားလုံးစင်ပြေပါတယ်လို့ပြောပြီးတော့အိမ်ပြန်လွှတ်လိုက်ပါတယ်အဲ့တော့မှတော့ဘိုင်းကကန်ဒီနဲ့ဂျူလီကိုမျိုးထဲမှာတိုင်ဝင်တိုင်ထွက် လူတွေကိုလိုက်ပြီးတော့သတိပေးဖို့အတွက်ခိုင်းလိုက်ပြီးသူကတော့ကိုလိုနီအိမ်ကြီးကိုသွားသတိပေးလိုက်မယ်လို့ပြောလိုက်ပါတယ်။ကုချင်းကဆားလို့ဘသူမှတယောက်တည်းထားလို့အစင်မပြေတော့တာကြောင့်တယောက်နဲ့တယောက်ဆောင်းကြည့်ပေးနေရတော့မှာပါ။သူတို့မျိုးမှညာဘက်ထွက်လာတဲ့မကောင်းဆိုးအားတွေတွေမကတော့ပဲနောက်ထပ်မကောင်းဆိုးအားအစ်စ်တစ်မျိုးကထပ်ပြီးတော့ပေါ်လာခဲ့ပြန်ပါပြီ။ဘွားကဒီညဘသူမှအိပ်ပြောလို့မဖြစ်ဘူးလို့ပြောလိုက်ရမှာတော့ဂျူလီကနောက်တွဲကားမှဒီညသွားနေမယ်ဆိုရဲသူ့အဖေကိုစိတ်ပူသွားပါတယ်။အဲ့ဒီမှာဂျင်းကတော့ရန်တဲကဒိုနာကိုဖမ်းထားတာကိုတွေ့သွားပြီးတော့လန့်နေခဲ့ပါတယ်။ ဂျင်ကဒိုနာကိုတောင်းပန်လိုက်ပြီးတော့ရန်တဲကဒိုနာတို့ဈေးကန်းတွေကနေမကောင်းဆိုးရတဲ့ကောင်ကိုတဲထုတ်သွားတာငါတွေးလိုက်တယ်လို့ဂျင်းကိုပြောလိုက်ပါတယ်ဒိုနာအဲ့ဒါဘွိုက်တက်ထားတဲ့မကောင်းဆိုးရအလောင်းလို့ပြောလိုက်တော့ရန်တဲကအစားတော့ခင်ဗျားတို့ပြောတော့အဲ့ကောင်တွေကိုတတ်လို့မရဘူးဆိုလို့မေးပါတော့တယ်ဂျင်းကတော့ရန်တဲလုံးညောင်လက်မခံပဲဒိုနာကိုကြိုးဖြီပေးဖို့လုပ်နေပြီးရန်တဲကဂျင်းကမှဂျင်အပါလားလို့အထင်လွဲလာပါတော့တယ်ရန်တဲကဂျင်းကိုတွန်းထုတ်လိုက်ပြီးတော့သူ့ဓာတ်ကိုထုတ်လိုက်ပါတယ်ဒါမဲ့အဲ့အချိန်မှာပဲဘွိုက်တယောက်ရောက်လာပြီးတော့ရန်တဲကိုတန်းတန်းနဲ့ချိန်ထားလိုက်ပါတယ် ရန်နေကဓာတ်ကိုပြစ်ချလိုက်ပြီးဂျင်ကတော့ဒိုနာကိုကျိုးသွားဖြီးပေးနေလိုက်တာပါအဲဒီမှာပဲမောင်တော့မှာဖြစ်တဲ့အတွက်မျိုးတဲကိုသူတို့အမြန်ပြန်မို့လိုအပ်နေပါလိမ့်ဒါမဲ့ရန်တဲကသူ့လက်ထဲကကားတော့ကိုတော်တဲ့ကိုလွှတ်ပြစ်လိုက်ပြီးတော့ဒီညတော့ကျုပ်တို့ဒီမှာနေပြီးဘာဆက်ဖြစ်မလဲဆိုတာစောင့်ကြည့်ကြတာပေါ့လို့ပြောလိုက်ပါတော့တယ်တမက်မှာတော့ဗီတာနဲ့ဂျိတ်တို့ကလည်းဒီညသူတို့တယောက်တည်းနေလို့မရတာကြောင့်တပိသားအိမ်ကိုရောက်လာခဲ့ပါလိမ့်ဂျူလီနဲ့အီသန်တို့ကတော့သူတို့ဖေကိုစိတ်ပူနေပြီးဘွိုက်ကဂျင်းကိုစောင့်ရှောက်မှာပါလို့တပိသားကသူကလေးတွေကိုဖြောင်းပြလိုက်ပါလိမ့် ဒါပေမဲ့ဆာရာကိုတော့ကန်ဒီကရဲစခန်းကိုခေါ်လာပြီးသူနဲ့အတူတူထားထားပါလေဆာရာကန်ဒီကိုကျေးဇူးတင်တဲ့အကြောင်းပြောလိုက်ပြီးတော့နေတန်ဆိုရင်ကလေးကလေးကပဇင်းငွေကောင်တွေကိုမကောင်းဆိုရလို့ထင်တဲ့အကြောင်းကိုပြောပြပါလေအဲ့ချိန်သူတို့မျိုးမှာတော့ပဇင်းငွေကောင်တွေရဲ့အော်တန်တွေကစူညံနေပါတော့တယ်ရက်ဂျီကတော့ကိုလိုနီအိမ်ကြီးကိုရောက်လာပြီးတော့သူစနီးတေဆုံးသွားတဲ့အကြောင်းကိုပြောပြလိုက်ပါလေဒိုနာဆေးကန်းတွေထွက်သွားတာတနားရီလောက်ရှိပြီလို့ခရစ်စီကပြောလိုက်ပြီးဒီလိုလဲပြန်ရောက်မလာခဲ့ပါဘူး သူတို့ကဒေါ်နာတယောက်တော်ထဲမှာအဖမ်းခံထားရတာကိုမသိကြသေးပါဘူး။အာနေဖာတီမာပဲဥဆောင်ပြီးတော့ဘွိုက်ကငါတို့ဘာမှားလိုက်လဲအတိအကျပြောဆက်မှလို့ရက်ဂျီကိုမေးလိုက်ပါတယ်။ရက်ဂျီကငါတို့ဒီညဘယ်သူမှအိပ်ပျော်သွားလို့မရဘူးလို့မှားလိုက်တဲ့အကြောင်းကိုပြန်ပြောပြလိုက်ပါတယ်။အာနေဖာတီမာတယောက်ရဲစီတွဲပြီးတော့ဘယ်သူမှအိပ်မပျော်အောင်ဂယူဆိုင်ကြလို့ပြောလိုက်ပါတော့တယ်။အိုင်ဖန်တယောက်ကငါတို့ဘလောက်ကြောင်မအိပ်ပဲနေနေရမှာလဲလို့မေးလိုက်တော့ဖာတီမာကငါတို့ချိန်တန်တိလာမှာပါလို့ပြောလိုက်ပြီးတော့ဘွိုက်နဲ့ဒေါ်နာတို့ဒီကိစ္စကိုအပြေရှားနေရဖြစ်လိမ့်မယ်လို့လူတွေကိုဖြောင်းဖြားပေးလိုက်ပါတယ်။ မာရီယာကတော့နေသိမ့်မကောင်းတဲ့အတွက်အဲလစ်ကသူနဲ့ခရစ်စီတို့အပေါ်တက်ကအခန်းတစ်ခန်းစီကိုခေါ်သွားခဲ့ပါလိမ့်။ဘွိုက်တို့ကတော့မျိုးရဲကိုပြန်လို့မရတော့တဲ့အတွက်ဂျင်းရဲ့နောက်တွဲကားထဲမှာဒီညအိတ်ရတော့မှာပဲဖြစ်ပါလိမ့်။ရန်တဲကတော့ဂျင်းကိုမင်းပါလို့စိတ်ပြော့သွားလေ။ငါတို့ဒီကိစ္စကိုသေချာဆက်ပြီးတော့ဖော်ထုတ်ရမှာလို့ပြောနေပြီ။သူတို့နှစ်ယောက်ပြဿနာတက်နေပါလိမ့်။ဘွိုက်ကသူတို့ကိုတားလိုက်ပြီးတော့ရန်တဲကိုလက်ထိတ်ခတ်ပြီးတော့ငြိမ်နေဖို့ပြောလိုက်ပါလိမ့်။ပြီးတော့ဂျင်းကိုတော့မင်းတလောက်ကြုံတွေ့ပြီးတာတောင်ဒီညအောင်လူတွေလှုပ်ထားတဲ့စောက်ဂိမ်းတစ်ခုလို့ထင်နေတော့မဲလားလို့မေးလိုက်ပါလိမ့်။ ဲ့ချိန်မှာပဲရန်တဲကဘွိုက်ပြောတာကိုနားမထောင်ပဲထလာပြီးတော့ကလန်ကစံထပ်ပြီးတော့ပြောနေတဲ့အတွက်ဘွိုက်ကဒေါသထွက်လာပါတော့တယ်ဘွိုက်ကငါဒီညမှာငါမိမကိုဆုံးဆုံးလိုက်ရတာငါတငယ်ချင်းကလည်းငါလည်းပေါ်မာရင်သွေးတွေရွှဲပြီးတော့တေဆုံးခဲ့ရတာအဲ့ဒါကိုမင်းကငေါ့ဒိန်နေလို့ထင်နေသေးတာလားလို့မေးလိုက်ပါတယ်ပြီးတော့မင်းတတ်သိလို့ချင်းမင်းကိုအပြင်အသစ်ပေမှာကြိုးချီပေးထားမလားလို့ပြောလိုက်တော့ရန်တဲလည်းငြိမ်သွားခဲ့ပါတော့တယ်တပတ်မှာအဲလစ်ကတော့ဖာဒီမာဘိုင်ထဲမှာရှိနေတဲ့သူကလေးလေးတို့စိတ်ပူနေသလိုတပတ်ကလည်းဒီလိုနေရာမှာကိုဝင်ရှိလာဆိုတော့ရိုးရိုးကလေးမဟုတ်ပဲ လက်သေးတွေအစွဲတွေနဲ့များထွက်လာမလားဆိုပြီးတော့စိတ်ပူနေတယ်လို့ခရစ်စတီကိုယင်ဖွင့်နေပါတယ်။အာနေခရစ်စီကအဲလစ်ကိုစိတ်ပူဖို့အတွက်ဖြောင်းဖြားပေးလိုက်ပါတယ်။ဓမ္မမှာတပိသားကလည်းဗစ်တာကြောင့်သူသိခဲ့တာတွေဂျိတ်ကိုပြောပြလိုက်ပြီးဂျိတ်လည်းအခုမှဗစ်တာမှာညမရှိတာကိုတီးသွားခဲ့ပါတယ်။ပြီးတော့ဗစ်တာရဲ့ညမအဲလိုရီးဆွဲထားတဲ့ပုံတွေထဲမှာဂျိတ်မြင်ခဲ့မှုတဲ့ပြည်တွင်းစစ်တုံးကစစ်သားပုံစံတွေပါဝင်နေပါတယ်။တပိသားကမျောစင်ပုံပြလိုက်ပြီးတော့ဗစ်တာရဲ့မိကအိုက်ထဲမှာပိတ်မိနေတဲ့ကလေးတွေကိုကယ်ဖို့အတွက်သွားခဲ့တာလို့ပြောလိုက်ပါတယ်။ ပြီးတော့အဲ့လိုကလေးတွေကိုကယ်မှအကုန်လုံးအိမ်ပြန်နိုင်မှာလို့လည်းပြောလိုက်တာပါဒပီသားကဒီမျိုးကိုစောက်ကလေးကအဲ့ဒီမျောစင်မောလမ်းလျှောက်တက်သွားတယ်ဆိုရယ်အိမ်မက်တွေဇက်တိုက်ကိုမတ်နေတာပါပြီးတော့သူမြင်နေရတဲ့ကလေးတွေကလည်းသူ့ကိုချောက်လန့်နေတာမဟုတ်ဘဲအကူကြီးတောင်းနေတာဖြစ်နိုင်တယ်လို့ဂျိတ်ကိုပြောပြပါတယ်တျန်ချန်းကတော့ဂျူလီဗစ်တာနဲ့အီသန်တို့ကိုအပြေးပြင်ဂိမ်းစားဖို့အတွက်ခေါ်နေပြီးအီသန်လေးကသူ့ဖေတေသွားမှာလားလို့မေးနေပါတယ်ပြီးတော့ဗစ်တာငငယ်တုန်းကဆိုလူတွေအကုန်လုံးတညထဲမှာတေသွားခဲ့တာလို့ပြောလိုက်ပြီးသားတို့လည်းအဲ့လိုတေသွားမှာလားလို့မေးလိုက်ပါတယ် အာနေဗီတာအဲ့လိုထပ်ပြတော့မှမဟုတ်ပါဘူးလို့ဤသန်ကိုပြောပေးလိုက်ပါလေတမမဘွိုင်းကတော့ကြီးစံတွေကိုမကောင်းဆိုးဝါးသေးချင်နေစိန်နေပြီးမကောင်းဆိုးဝါးတွေကိုစမ်းပြစ်ကြည့်ဖို့စီစဉ်နေပါလေအဲ့ဒါနဲ့ဒိုနာကနေသနာကိုရန်တဲကိုပေးလိုက်ပါလားလို့ဘွိုင်းကိုပြောလိုက်ပြီးတော့ရန်တဲကမကောင်းဆိုးဝါးတွေမကြောက်ဘူးလေသူ့ကိုပြစ်ခိုင်းလိုက်လို့ပြောလိုက်ပါလေအဲ့ဒီအချိန်မှာပဲမကောင်းဆိုးဝါးတွေကသူ့ကိုကားနာကိုတဖေးဖေးနဲ့ကတ်လာနေပြီပဲဖြစ်ပါလေဘွိုင်းကဒိုနာရဲ့အကြံတိုင်းရန်တဲကိုတနက်ကန်းပေးလိုက်ပြီးတော့မင်းလုံးချင်းလဲရတယ်မလုံးချင်းလဲရရဲ့နော်လို့ပြောလိုက်ပါလေ ရန်တဲကမကောင်းဆိုးအားတွေကိုပြစ်ဖို့လက်ခံလိုက်တဲ့အတွက်ဘွိုက်ကလက်ထိတ်ကိုဖြုတ်ပေးလိုက်ပြီးတခုအစီမပြေတာနဲ့ထဲကိုချက်ချင်းပြန်လာခဲ့လို့မှားပါလိမ့်။ဒါမဲ့မကောင်းဆိုးအားတွေကအရင်ကလိုသူတို့ကားနာရီကတ်မလာပဲခက်လန်းလန်းမှာရက်သွားကြပါလိမ့်။အဲ့ချိန်မှာဂျင်းရဲ့ကားပေါ်ကပြတ်နေတဲ့ရေဒီယိုကနေဘွိုက်ကြားဘူးနေကြတီးလုံးတန်းကထွက်လာပါတော့တယ်။ဒါမဲ့မှာတော့ဆေးပြတ်ထားတဲ့မာရီယယ်ကလည်းကြောင်ကန်းနေဖြစ်ပြီးတော့အခန်းထဲမှာတောင်းကျမ်းနေတာပါ။သူကအပြင်ကိုအတင်းထွက်သွားဖို့လုပ်နေတဲ့အတွက်ခရစ်စီကသူ့ကိုမနှဲတားနေရပါလိမ့်။ မာရီယာကရောကြောက်လန့်တုန်လှုပ်နေပြီးဒီခန်းထဲမှာတကောင်းကောင်းရှိနေလို့ပြောနေပါလေပြီးတော့ခရစ်စတီကိုလည်းနင်းပြောက်သွားလို့ငါမအိတ်နိုင်မစားနိုင်နဲ့ဈေးပြန်ဆွဲပြီးတော့အခုလိုဖြစ်သွားတာလို့အပြစ်တင်နေပါတော့တယ်အဲတော့မကြာခင်မှာပဲမာရီယာကအသီးစိတ်ပြန်ဝင်လာပြီးခရစ်စတီကိုပြန်ပြီးတော့တောင်းအမှန်ပါလေတမမဆာရာကတော့ဂန်နီကိုတောင်းအမှန်မှုအတွက်စူးစမ်းနေပြီးဂန်နီကနေမလို့ခံစားရတယ်ဆိုတာငါဂယူးမဆိုင်ဘူးလို့ပြောလိုက်ပါလေဂန်နီကနေစောက်စောက်ပိတ်ထားလိုက်ငါအဖေကြောင့်ဒါမပြောနဲ့ဆိုပြီးတော့ပြောပြီးပောက်ကွဲနေပါလေ ဒီကတော့ဆာရာလည်းပေါက်ကွဲလာပြီးတော့နေတောင်တဲ့ဆုံဆုံမှုရှိခဲ့လူလို့နေထင်နေရလားလို့ပြန်မေးပါတော့တယ်ပြီးတော့ငါရာရာဆုံဆုံခဲ့ရတာပါလို့ပြောလိုက်ပြီးဒီနေရာငါဘွားတစ်ခုလုံးကိုဖျက်ဆီးပစ်ခဲ့တာပဲလို့ပြောလိုက်ပါတော့တယ်နောက်ဆုံးမှာတော့ဆာရာငါရှက်ရုံနေရတာကြောက်လန့်နေရတာတွေကိုပေမန်းနေပြီးဒါတွေကိုပြီးဆုံးသွားခြင်းမီလို့ပြောလိုက်တော့ကန်ဒီကအန်ဆွဲထဲမှာ white သိမ်းထားတဲ့တနတ်အပူတစ်လက်ရှိတယ်လို့ပြောလိုက်ပါတယ်ကိုလိုနီအင်ဂျီဘတ်မှာတော့ရက်ဂျီကသူ့မိမဆိုးဆိုးရွားတေဆုံးသွားခဲ့တဲ့ကိစ္စကြောင့်စိတ်ဖောက်ပြန်လို့ဖြစ်နေရပြီးတော့အိမ်ထဲကလူတွေကို မေတို့ဘမမမလုံးကြုံတော့ဘူးလက်ဖွဲ့အဆောင်တွေကလည်းကာကွယ်မပေးနိုင်တော့ဘူးလိုက်ပြောနေပါတယ်ဖာတီမာတို့ကသူ့ကိုဖြောင်းပြဖို့ကြိုးစားနေပြီးတော့ရက်ဒီကတော့ငါတို့အားလုံးကတေကြတော့မှလို့ပြောနေပါတယ်ရန်နေကတော့လုံးဝပြတ်နေရေဒီယိုကနေဒီလုံးသံထွက်လာတဲ့အတွက်အခုမှအန်အောနေပါတယ်ဘွိုင်းကတော့အပြင်ကိုထွက်ပြီးတော့သူ့လုံထားတဲ့ကြီးစံတွေကမကောင်းဆိုးအားတွေကိုတတ်နိုင်လားဆိုတာစမ်းသပ်ဖို့လုပ်နေပြီးတော့ဒိုနာသူ့ကိုတားနေပါတယ်ဒါပေမဲ့ဘွိုင်းကငါဒီတီလုံးသံအရင်ကကြားဘူးတယ်လို့ပြောလိုက်ပြီးဒီတီလုံးသံနောက်မှအများရန်ဆိုးွားတဲ့ကိစ္စတွေကကပ်ပါလာတတ် ငါတို့ဒီကနေထွက်သွားမှရတော့မယ်လို့ပြောလိုက်ပါတယ်။အဲဒီချိန်မှာပဲကားအုပ်ကနေတခုထွက်လာတော့မလို့ဖြစ်လာပြီးတော့ကားမမထိုးနှားတဲ့မီးလုံးတွေကမိတ်တုံမိတ်တုံဖြစ်လာပါတော့တယ်။ရန်တွေကတော့ဒီထဲမှာဆက်ပြီးတော့မနေရတော့တဲ့အတွက်ပရိမောင်မန်ကိုခွဲပြီးတော့တယောက်တည်းအပြင်ထွက်ပြေးသွားပါတယ်။ဘွိုင်းလဲဒိုနာနဲ့ဂျင်းတို့ကိုဗန်ကားစီပြေးဖို့တော့ပြောလိုက်ပြီးဂျင်းကဒီဗန်ကားဟောင်းတွေကတော့မရှိလဲဆက်နှိုးလို့ရတယ်လို့ပြောပါတယ်။ရန်တွေကတော့တော်တဲ့ဝင်ပြေးသွားပြီးတော့မကောင်းဆိုးဝါးတွေကသူ့နောက်ကိုလိုက်သွားခဲ့ပါတယ်။ဘွိုင်းလဲဂျန်နဲ့မကောင်းဆိုးဝါးတွေကိုတန်တန်းနဲ့ပြစ်နေပြီမဲ့မကောင်းဆိုးဝါးတွေကဘာမှမဖြစ်ခဲ့ပါဘူး။ ိုနာနဲ့ဂျင်းတို့ကဗန်ကားစီကိုရောက်သွားပြီဖြစ်ပြီးတော့ဘွားကြီးလည်းသူတို့နောက်လိုက်သွားမယ့်ချိန်မှာကားတွေကနေသူစနီးအဘီရဲ့ခေါ်တန်းကိုကြားလိုက်ရပါတော့တယ်။အဘီကဘွားကိုသူ့စီပြန်လာဖို့ပြောနေပြီးတော့ခဏကြာမှတော့ပျောက်သွားခဲ့ပါလေ။ဒိုနာလည်းဘွားကိုလမ်းအော်ခေါ်နေအောင်ဘွားတယောက်ကားစီကိုအမြန်ပြန်ပြေးသွားပြီးတော့မကောင်းဆိုးအားတွေကလည်းသူ့နောက်ကိုလိုက်လာပါတော့တယ်။အဲနောက်ဘွားတို့တွေကားကိုအမြန်မောင်းထွက်လာခဲ့ကြပြီးရန်တဲကတော့တောထဲမှာတယောက်ထဲပြေးနေပါလေ။မကြာခင်မှာပဲပဇင်းငွေကောင်းတွေအများကြီးတွေးလိုက်ရပြီး ရန်တဲတယောက်ပဇင်းရင်ငွဲကောင်းလေးတိုက်ခိုက်တာကိုခံလိုက်ရပါတော့တယ်။တပတ်မှာဆာဝရာကတော့တနတ်ကိုထုတ်ပြီးတော့ထိုင်ကြည့်နေပါလေ။ကန်ဒီကခန်းထဲကနေထွက်လာပြီးဒီခါတော့အဲ့တနတ်ကိုဖယ်လိုက်စမ်းပါလို့ပြောလိုက်ပါလေ။ဆာဝရာကငါတို့ဒီနေရာကြီးကိုပဲဆုံးဖြတ်ခိုင်းလိုက်မယ်လေလို့ပြောလိုက်ပြီးကန်ဒီကနေပါလေပြောနေရလေလို့မေးလိုက်ပါလေ။ဆာဝရာဂျီအိနဲကိုကြီးစံ2000ထည့်လိုက်ပြီးတော့ကန်ဒီတားနေကြကသူ့နှစ်ထင်းကိုသူတနတ်နဲ့ချိန်လိုက်ပါလေ။ပြီးတော့နှစ်ချက်ဆက်တိုက်ပြစ်လိုက်ပြီးမှဂျီကထွက်မလာခဲ့ပါဘူး။အိုင်မာနီကန်ဒီကဆာဝရာလက်ထက်ကတနတ်ကိုအမြန်ဆွဲလူလိုက်ပါတော့တယ်။ ကိုလိုနီအင်ဂျီဘတ်မှာတော့ဒေးလီနဲ့အေဂျင်တို့ကသုံးမွေထိုင်ထိုးနေကြပြီးဖာတီမာကိုဒီညလူတွေကိုထိန်းသွားတာရန်တော်တယ်လို့ကြီးကျူးနေပါတယ်ပြီးတော့မိခင်ကောင်းနေကဖြစ်လာမှာပါလို့ပြောလိုက်တဲ့အတွက်ဖာတီမာအံ့ဩသွားပါတယ်ဖာတီမာကျမကိုဝင်ရှိနေအောင်ဘလို့သိတာလဲလို့မေးလိုက်တော့ဒေးလီကငါမှသားသမီးရောမိရောအများကြီးရှိမိန်းကလေးတယောက်ကိုမြင်တာနဲ့ကိုဝင်ရှိမရှိငါသိပါတယ်လို့ပြောလိုက်ပါတယ်အဲဒီမှာဒေါ်နာရိုဘွိုက်တို့ရဲ့ကားကကိုလိုနီအင်ဂျီကိုရောက်လာခဲ့ပါပြီအပေါ်တန်းမှာတော့မာရီယာကဂရင်းမမလဲနေနေတယ် ပရင်းမောင်ကနေပစင်းရင်ဝဲကောင်လေးဝင်လာပြီးတော့သူ့ကိုတိုက်ခိုက်နေလို့မြင်အောင်နေပါတယ်။အဲဒီမှာခရစ်စတီဝင်လာပြီးတော့မာရီယက်ကိုဘာမှမရှိပါဘူးလို့ဖြောင်းဖြားပေးနေပါတယ်။အောက်ထပ်မှာတော့လူတွေကဘိုက်တို့ကျမတို့ဘလောက်ကြာကြာမအိပ်ပဲနေရမှာလဲ။ဘာတွေဖြစ်နေကြပြီလဲလို့မေးနေပြီးဒိုနာကအကုန်လုံးစိတ်ရေးထားဖို့ကိုပြောနေပါတယ်။အဲမှာဂျင်ကလည်းတမျိုးပါ။သူမိသားစုကိုစိတ်မချအတွက်ညဘက်ကြီးပြန်မလို့နေပြီးတော့ဘိုက်တို့လည်းသူ့ကိုမနှဲတားနေရပါတယ်။မာရီယက်ကတော့ပစင်းဝင်ကောင်လေးတိုက်ခိုက်တောင်မြင်အောင်မိပြီးနောက်သတိလစ်သွားပြီးတော့ဘိုက်လည်းအပေါ်ကိုပြေးတက်လာပါတော့တယ်။ မာရီယဲမျက်လုံးတွေကအဖြူအောင်နေဖြစ်သွားပြီးတော့ခရစ်စတီလည်းထိတ်လန့်နေတဲ့အတွက်ဘွိုက်ကသူ့ကိုဖြောင်းဖြနေရပါလိမ့်အဲဒီမှာလေအဲလစ်ကလည်းဘွိုက်ကိုအရေးကြီးနဲ့လာခေါ်ပါတော့တယ်အဲဂျင်ကဖာရီမာကိုဝင်ရှိနေအောင်သိလိုက်ရပြီးနောက်ဒူဘတ်စကားပေါ်မှာတော့ငါမတ်ခဲ့တဲ့အိမ်မက်ကိုတေးချပြန်တရိယာသွားတာပါသူအိမ်မက်ထဲမှာအဖြူအောင်ဝစ်စုံတဲ့ကောင်လေးကစကားတစ်ခုတည်းကိုထက်ခါထက်ခါပြောနေပြီးတော့အဲ့ဒါကကန်ဒီတို့တွေကြားဘူးတဲ့သူတို့ထိကြတယ်ဖြက်လဲဖြက်စီးကြတယ်ခိုးလဲခိုးကြတယ်ဒီညမှာလွတ်မဲ့သူဘသူမှမရှိဘူးဆိုတဲ့စကားပဲဖြစ်နေပါလိမ့် တန်စီကိုမပိတ်နိုင်ဘူးဆိုရင်ဒီ၃ခုကိုလှုပ်ဖို့လာနေပြီလို့ပြောတာပဲဖြစ်ပါတယ်။အိုင်မာရင်ဘတ်တာကဒူတီကာယန်ကိုကြားဘူးကြောင်းပြောလိုက်ပြီးအဲ့ဒါသူဖွားဆိုပြမှုတဲ့ကလေးရင်းကြောင်းဟောင်းတစ်ခုကကာယန်ဖြစ်တယ်လို့ပြောပြလိုက်ပါတယ်။ဓမ္မမာတပီတာလည်းဗီတာမေပြောသလိုမျောစင်ထဲမှာပိတ်မိနေကလေးတွေကိုကယ်မှငါတို့အားလုံးအိမ်ပြန်နိုင်မှာဆိုရင်ဘလို့လောက်ကြမလဲလို့ဂျိတ်ကိုပြောနေပါတယ်။အဲ့ချိန်မှာပဲဂျူလီရဲ့အော်ဟစ်တန်ကိုကြားလိုက်ရပြီးဂျူလီကကျမ်းမြေပေါ်မှာလူးလိုက်နေတာကိုမြင်လိုက်ရပါတော့တယ်။ နောက်နေ့မနက်ရောက်တဲ့အခါမှာတော့ဂျူလီကိုကြည့်ပေးဖို့အတွက်ကန်နီနဲ့ခရစ်စီတို့ရောက်လာကြပါတယ်။ဘွိုက်ကတော့ဂျူလီညာလူလိမ့်နေအောင်អော်နေခဲ့တယ်ဆိုရင်နေရာကိုကြည့်နေပြီးစိတ်မကောင်းဖြစ်နေပါတယ်။ဂျေးကလည်းဒီကလေးမလေးဟာအလို့អော်ဟင်းနေရမယ့်အစားចောင်းကဝဲဝဲဆုံရွေးနေရမှာလို့ဘွိုက်ကိုပြောလိုက်ပါတယ်။ဂျေးကဘာရီဖြစ်နေမှန်းကိုကျုပ်တို့မသိတာအဓိကပြဿနာဖြစ်နေတာပဲလို့ပြောလိုက်ပြီးဘွိုက်ကတော့ဆာရာကိုတွေးဖို့အတွက်ထွက်လာခဲ့ပါတယ်။တမက်မှာဒိုနာတော့အေဂျင်နဲ့ဒေးကိုခေါ်လာပြီးတော့ညာတော်တဲ့ထွက်ပြေးသွားတဲ့ရန်တဲကိုလိုက်ရှာခိုင်းပါတယ်။ သူတို့ကရန်ထဲကိုသေးပြီးထင်နေပြီးတော့ဒီတိုင်းပုတ်ပွားနေအောင်တောထဲမှာမထားခြင်းတဲ့အတွက်အလောင်းလာကောက်ဖို့လုပ်ကြတာပါမကြခင်မှာပဲသူတို့တွေတောထဲမှာလဲကြနေရန်ထဲကိုတွေးလိုက်ရပြီးရန်ထဲကအသက်ရှင်နေတုံးပါဒါမဲ့သူကမာရီယယ်တို့ဂျူလီတို့လိုပဲဖြစ်နေဖြစ်ပြီးတော့ဒိုနာကသူ့ကိုမျိုးစီပြန်ခေါ်လာဖို့လုပ်ပါလေဒါမဲ့မှခရစ်စီကဂျူလီကိုဆစ်ဆေးပေးနေပြီးဂျူလီမျက်လုံးတွေကအဖြူရောင်ပြောင်းနေခဲ့ပါပြီဘွိုင်းနဲ့ကန်ဒီတို့ကတော့ဆာဗရာကိုတောထဲခေါ်လာပြီးတော့အေဂျင်ပြောတဲ့အဖြူရောင်ကောင်လေးအကြောင်းနဲ့ပေါ်မလာသေးခင်မှာပြောသွားခဲ့တဲ့ကာယန်အကြောင်းကိုပြောနေခဲ့ပါလေ ။ Viger Sara ကိုဖြူအောင်ကောင်လေးအကြောင်းဗာတိထားလဲလို့မေးလိုက်တော့ Sara ကသူကကျမတို့ကူညီနေရလို့ပဲတိထားလို့ပြောလိုက်ပါတယ်။အဲနောက် Viger ကသူမာတင်ရဲ့အချင်းစခန်းကနေလွတ်လာနေရကို Sara ကိုခေါ်လာပါတယ်။ Sara ကသူတီလုံးတန်ကိုကြားနေရတယ်လို့ပြောလိုက်ပြီးတီလုံးတန်ထွက်လာတဲ့တစ်တာဒီနားမှာပဲရှိနေလို့ပြောပါတယ်။ဒါပေမဲ့ဒီနေရာမှာတော့ဘာမှတော့ရှိမနေပါဘူး။ဆာရာသူလူတွေအော်ဟင်းနေအတန်လဲကြားရတယ်လို့ပြောလိုက်ပြီးတော့သူတို့ကတခູ່ကနာကျင်အောင်လုံနေရပဲလို့ထပ်ပြောပါလိမ့်ဆာရာနှာခေါင်းကနေသွေးတွေကျလာပြီးသူကိုယ်တိုင်လဲနနာချင်းချင်းနဲ့အော်ဟေးလိုက်ပါတော့တယ် အဲ့ဒါနဲ့ဘွိုက်တို့ကစာရာကိုဒီနာကနေခေါ်ထုတ်သွားဖို့လုပ်ပါတော့တယ်စာရာအဲ့ရာကြီးရရှိဟားတိုက်နေလို့ဘွိုက်ကိုပြောလိုက်ပြီးတော့ရှင်အဲ့ဒါကိုမျိုးရဲယူသွားပြီးတော့လွတ်ပေးလိုက်တဲ့အတွက်ဟားတိုက်နေတာလို့ပြောလိုက်ပါတယ်စာရာဂျူလီနဲ့တခြားလူတွေတေးကြတော့မယ်လို့ပြောလိုက်ပြီးသူတို့တေးသွားရင်ရာအလုံးကနောက်ကျသွားတော့မှလို့ပြောပါတော့တယ်ပြီးတော့ဘွိုက်ကိုရှင်တီးလုံးပိတ်ပြစ်ပြီးတော့ဒါကိုတားမှရမယ်လို့ပြောလိုက်ပါတယ်ဘွိုက်ကငါမှမမြင်ရတာဘလို့လို့ပိတ်ရမှာလဲလို့မေးလိုက်ပြီးစာရာကအဲ့ဒါတော့ကျွန်မလည်းမသိဘူးလို့ပြန်ဖြေပါတယ်ဒေါနာတော့အခုလိုတွေဖြစ်နေအချင်းတွေကြောင့်တော်တော်လေးကိုစိတ်ထိခိုက်နေပြီး ဓမ္မမာဒေးလီကလူတချို့နဲ့တူဗျာဒခင်စီမှာဆူတောင်းနေအောင်မြင်လိုက်တဲ့အတွက်စိတ်သက်သာရသွားခဲ့ပါလေ။အဲ့ဒါနဲ့ဒိုနာသူ့လူမတ်တိုင်းစ်ကိုအိမ်ထဲမှာတနတ်တွေမရှိစေချင်ဘူး။ကိုတောင်ထဲမှာသွားထားထားလိုက်လို့ပြောပါလေ။ငါတို့မှာတနတ်ရှိလဲဘာမှလုံးလို့မရဘူးလို့ဒိုနာပြောလိုက်တာပါ။ဓမ္မမာတပီသားကတော့ဂျင်းကိုခေါ်ပြီးတော့ဗီတာရဲ့အမေမျောစင်းတဲ့ကလေးတွေကိုသွားခဲ့တဲ့အကြောင်းကိုပြောပြပါလေ။တပီသားဂျူလီကိုကယ်ဖို့နဲ့ငါတို့ကိုအိမ်ပြန်နိုင်ဖို့အဲ့ဒီကလေးတွေကိုသွားကယ်ဖို့လိုတယ်လို့ပြောပါလေ။တပီသားငါဒီတိုင်းထိုင်နေပြီးတော့ငါသမီးလေးခံစားနေရတာကြည်မနေနိုင်ဘူးလို့ဒါပြောပါလေ။ ဂျင်ကဗီတာရဲ့အမေကကလေးတွေကိုကယ်ဖို့သွားခဲ့ပြီးတော့ပြန်မလာနိုင်ခဲ့ဘူးလေလို့တပီသားကိုသတိပေးလိုက်ပါတယ်။ဒါမဲ့တပီသားငါလုံးကြီးမှရမယ်။နင်ကောက်ခွင့်ပြုပါလို့ဂျင်ကိုခွင့်တောင်းလိုက်ပါတယ်။အဲနောက်တပီသားဗီတာကိုခေါ်ပြီးတော့မျောသိန်းစီဘလို့သွားရမလဲဆိုတာတီလာလို့မေးပါတော့တယ်။ဗီတာကမျောသိန်းစီသွားတယ်လမ်းတော့မသိဘူး။ဒါမဲ့တစ်ပင်စီသူသွားတတ်တယ်လို့ပြောလိုက်ပြီးတော့မျောသိန်းစီကိုတစ်ပင်အားနဲ့တစင်သွားရမှာလို့ပြောပြပါတယ်။အားနဲ့တပီသားကသူ့ကိုတစ်ပင်စီခေါ်သွားပေးဖို့အတွက်ဗီတာကိုပြောလိုက်ပါတယ်။ဂျင်လည်းသဘောမတူခြင်းပေမဲ့တပီသားကသွားခြင်းတဲ့နေရာတော့ခွင့်ပြုလိုက်ရပါတော့တယ်။ ဒါမှမဟုတ် boy ကတော့ဒီလုံးတစ်တာကိုဘယ်လိုရှာမလဲဆိုတာကိုမသိတဲ့တူ啊မျိုးကိုပဲပြန်လာပြီးတော့လူတွေကိုပဲနည်းနည်းစိတ်အေးအောင်ဖြောင်းပြပေးဖို့လှုပ်လိုက်ပါတော့တယ်မျိုးထဲမှာတော့လူတွေအကုန်လုံးကကြောက်လန့်ကြားနေစိတ်ဓာတ်တွေကြားနေကြဖြစ်ပြီး Alice က Reggie ကိုလာပြီးတော့ဖြောင်းပြပေးနေပါတယ် Fatima တော့ Alice ကိုငါတို့ဒီနေ့ပဲလက်ထပ်ကြအောင်လို့ပြောလိုက်ပြီးဒါကြီးကငါတို့အကုန်လုံးအတွက်အဆုံးသတ်ဆိုရင်ငါတို့လက်ထပ်ပြီးမှပဲအဆုံးသတ်ချင်တယ်လို့ပြောလိုက်ပါတယ်ဒါမှမဟုတ် Jake ကတော့ပလင်းတွေကိုခွဲပြီးတော့ဘာတွေမှမသိလှုပ်နေခဲ့ပါတယ်သူလည်းဒီမှာဖြစ်ပျက်နေရတွေကိုဖြေရှာဖို့အတွက်မျိုးမျိုးထိုင်ပြီးတော့လှုပ်နေခဲ့တာပါ အဲ့ချိန်မှာပဲတေဆုံးသွားပြီဖြစ်တဲ့တွန်ကသူ့ကိုစကားလာပြောပါတယ်ဂျေကတော့ဒါမျိုးကြုံနေရတာရိုးနေပြီဆိုတော့တိတ်ပြီးတော့ထိတ်လန့်မနေတော့ပါဘူးတွန်ကမင်းဒီသင်္ကေတအကြောင်းသိကြည့်ရင်လောရမှာတစ်ခုပဲရှိရလေလို့ပြောပြီးတော့ဒဗီသားမင်းကိုဒီသင်္ကေတကိုလိုင်ကူထဲမှာတွေ့ခဲ့လို့ပြောတယ်မလားလို့မေးလိုက်ပါတယ်ဂျေကအဲ့ဒီလိုင်ကောင်းတဲ့ကိုယူနေမှသွားမှာလीငါတော့မသွားဘူးလို့ပြန်ပြောလိုက်ပါတယ်အဲ့နဲ့တွန်ကဂျူလီသက်ကိုကယ်နိုင်မယ်ဆိုရင်တော့မင်းမသွားဘူးလားလို့မေးလိုက်တာပါနောက်ဆုံးမှာတွန်က16နှစ်ရွယ်ကလေးမလေးကမင်းကူညိုလိုအပ်နေရလေလို့ဂျိတ်ကိုပြောလိုက်ပါတော့တယ် ဒါမှမဟုတ်ဘွိုင်းတို့ကတော့စကန်အောင်ပြန်အောင်လာကြပါပြီ။ဘွိုင်းကဂျူလီပါဝင်တခြားလူတွေကိုဘလို့ကဲတရားမလဲဆိုတာမသိသေးတဲ့အတွက်စိတ်ညစ်နေပါရဲ့။အဲ့ဒါနဲ့ဆာရာကရှင်လုံးနိုင်မြအကောင်းဆုံးလုံးနေတာပဲလို့အားပေးလိုက်ပါရဲ့။ဘွိုင်းကမျိုးထဲမှာတို့ဖြစ်ရတာကသူမာတင်စီကဘိုးကောင်တွေကိုတဲပြီးတော့ယူလာလို့လို့ယူဆပြီးတော့စိတ်မကောင်းဖြစ်နေခဲ့တာပါ။တမမမတိုင်းစကားတော့ဒိုနာပြောတဲ့အတိုင်းပဲတနတ်တွေကိုဂိုရောင်ထဲမှာလာသိမ့်နေပြီးအဲ့ချိန်မှာပဲရက်ဂျီဝင်လာခဲ့ပါလိမ့်ရက်ဂျီကသူမိမသေသွားပြီးတဲ့နောက်မှာစိတ်ဖောက်ပြန်နေဖြစ်ပြီးတော့ မသားရဲဆက်လဲပင်းကိုဓာအနဲ့လှီးပြီးတော့တပြည့်လိုက်ပါတော့တယ်ပြီးတော့ကိုရောင်တွေကတနတ်တလက်ကိုယူပြီးတော့ထွက်သွားတော့တာပါဂျိန်းကတော့မလုံးချင်လုံးချင်နေပဲလိုင်ကောင်းထဲဝင်ဖို့အတွက်ဒေါ်တဲ့ကိုယောက်လာပါတော့တယ်လိုင်ကောင်းထဲမှာလမ်းမပြောက်ဖို့အတွက်ကြိုးတစ်ချောင်းနဲ့ယူလာပြီးတော့ဒံမီတလက်နဲ့လိုင်ကောင်းထဲဝင်သွားခဲ့ပါတယ်သူလိုင်ကောင်းထဲဝင်လာပြီးမကြားခင်မှာပဲရုပ်လေးတယောက်ကိုရုပ်တရက်တွေးလိုက်တာကြောင့်ထိတ်လန့်သွားပါတယ်အဲနောက်မှာတော့ဂျိန်းကလိုင်ကောင်းထဲကိုခီးဆက်လာတော့တာပါဘွိုင်းကတော့ဖာသာကာထရီရဲ့ဖះเจ้าကိုယောက်လာပြီးသူတို့တွေကိုအခုလိုအခြေအနေမျိုးနဲ့ရင်ဆိုင်ရအောင်လုပ်တဲ့အတွက် ဘုရားသခင်ကိုသွားပြီးတော့ပြဿနာရှာနေပါလေ။ကန်နီကတော့မာရီယက်ကိုသတင်းလာမေးပြီးခရစ်စီကအချိန်လေးပူဆိုးလာကသူတပေးပေးနဲ့အေးဆက်လာပြီးလို့ပြောလိုက်ပါလေ။ခရစ်စီကငိုနေတဲ့အတွက်ကန်နီကဖြောင်းပြပေးရပါလေ။ဘွိုင်းစီကတော့ဒိုနာရောက်လာတဲ့အတွက်ဘွိုင်းကဂျူလီမာရီယန်နဲ့ရန်ဒဲတို့မကြခင်တည်သွားတော့မယ်လို့ဆာရာပြောတဲ့အကြောင်းပြောပြလိုက်ပါလေ။ပြီးတော့သူတို့တည်သွားတဲ့ဂျန်နဲ့သူတွေအကုန်လုံးလဲသွားပြီလို့ပြောလိုက်တာပါ။သူတို့တွေအိမ်မိလိုက်တာနဲ့ရက်ကြီးရဲ့ဇနီးပေါ်လာလို့တေဆုံးသွားကြတော့မှာပါ။ဘွိုက်ကအရိယာကြီးကိုငါဒီနေအောင်တေလာမိခဲ့တာလို့ပြောလိုက်ပြီး စိတ်ထိခိုက်နေတဲ့အတွက်ဒိုနာဒီကိစ္စကိုခဏမေးထားလိုက်ဖို့ပြောပါတယ်ငါတို့မှအချိန်နိုင်ပိုင်းတော့ပဲကြံကြံတော့မှလို့ပြောပြီးတော့နင်သားအဲလစ်နဲ့ဖာဒီမာတို့ကလက်ထပ်ကြတော့မယ်လို့ပြောလိုက်ပါတယ်အဲ့တော့နင်သားရဲ့လက်ထပ်ပွဲကိုတတ်ဖို့ငါနဲ့လိုက်ခဲ့လို့ခေါ်လိုက်တော့တာပါဂျိတ်ကတော့လိုင်ကောင်းထဲမှာဆက်သွားနေတဲ့အခန်းကြီးတစ်ခုတည်းကိုရောက်သွားခဲ့ပါတယ်အဲ့မှနေဂျိတ်လည်းတပီသားကြားခဲ့ဦးတဲ့အန်ကူဝီဆိုတဲ့အတန်းကိုကြားလိုက်ရပြီးအဲ့ခန်းမထဲမှာကလေးတွေများကြီးကြောက်တလားတွေပေါ်မှာလှဲနေတာကိုမြင်လိုက်ရပါတယ်အဲ့ကလေးတွေကအန်ကူဝီဆိုတဲ့စကလုံးကိုပဲဇက်တိုက်ပြောနေကြတာပါ ဂျေကအပေါ်မောကြီးလိုက်ရမှာတော့လိုင်ကောင်းရဲ့အမိုးပေါ်မှာတင်းမြစ်တွေကတင်ကြရပုံပေါ်နေတာကိုမြင်လိုက်ရပါတော့တယ်။သူကအောက်ကိုပြန်ကြည့်လိုက်ရမှာတော့ကလေးတွေလည်းမရှိတော့သူတင်ကြတာလည်းပျောက်သွားခဲ့ပါလိမ့်။ဗီတာတော့တပိသားကိုပလင်းတွေချိတ်ထားတဲ့တင်းပင်စီကိုခေါ်လာပါလိမ့်။ဗီတာအကုန်လုံးတည်သွားပြီးတဲ့နောက်မှာသူ့မေကိုသူလိုက်ရှာခဲ့တဲ့အကြောင်းပြောပြီးသူ့မေလောင်းကိုဒီနားမှာရှာတွေ့ခဲ့တာလို့ပြောပါလိမ့်။သူ့မေကိုတင်းပင်ထဲကိုရောက်ခံပြီးမှမကောင်းဆိုးဝါးတွေမိသွားခဲ့တာပဲဖြစ်ပါလိမ့်။အဲနောက်ဗီတာတပိသားကိုတစ်ခေါင်းပေါင်းစီခေါ်လာပြီးတော့ တရားဝင်သွားရင်ကလေးတွေရှိတဲ့ဈေးကိုရောက်မယ်လို့သူ့အမေကပြောခဲ့ဘူးကြောင်းပြောပြလိုက်ပါတယ်။ပြီးတော့ဖေတာသူ့ရဲ့နေလဲစားဘူးကိုတပ်ပီသားကိုပေးလိုက်ပြီးအဲဒီမှာနင်းတို့ကမုံတွေထဲလာပေးတယ်လို့ပြောလိုက်ပါတယ်။တပ်ပီသားဖေတာကိုဂျေဇူးတင်ကြောင်းပြောပြီးတော့တေခေါင်းပေါက်ထဲကိုဝင်သွားလိုက်ပါတော့တယ်။အနောက်တော့တပ်ပီသားတောတစ်ခုထဲကိုရောက်သွားပြီးတော့မျောသိန်းစီကိုဆိုက်ဆိုက်မြတ်မြတ်ကိုရောက်သွားခဲ့တော့တာပါ။ဒါမှမဟုတ်အဲလစ်နဲ့ဖာရီမာတို့ကတော့သူတို့ခန်းလေးထဲမှာနေမင်္ဂလာပွဲကိုလုပ်နေပြီဖြစ်ပါတယ်။သူတို့ကဘွိုက်တယောက်မလာတော့ဘူးလို့ထင်နေပေမဲ့ဘွိုက်ကအချိန်မီပဲပွဲကိုရောက်လာခဲ့ပါတယ်။ အဲနောက်မှာဘွိုက်ကသူတို့သမီးကိုသူသား LC တွဲခေါ်သွားပြီးတော့မင်္ဂလာပွဲစတင်မာတော့တယ် LC ဖာရီမာတို့ရဲ့လက်ထပ်ပွဲဟာဒီဆိုးရတဲ့နေရာကြီးမှာအလှပဆုံးမြင်ကွင်းတစ်ခုပဲဖြစ်ပါတယ် LC ဖာရီမာတို့မင်္ဂလာပွဲပြီးပြီးချင်းမှာပဲဘွိုက်ကခေါင်းထဲမှာအကြံတစ်ခုကိုရသွားခဲ့ပါတယ် LC ဖာရီမာကိုပြောတယ်နေကငါ့အတွက်မှောင်မိုက်တဲ့နေရာတွေမှာအလင်းရောင်လေးပဲဆိုရစကားကိုကြားပြီးတော့ဘွိုက်တယောက်အကြံရသွားခဲ့တာပါဘွိုက်က LC ဖာရီမာတို့ကိုနှုတ်ဆက်ပြီးတော့ချက်ချင်းတောထဲကိုထွက်လာခဲ့ပါတယ်ဓမ္မမအီသန်လေးကတော့သူ့အမကိုထိုင်ကြည့်နေပြီး တတို့တည်သွားပြီဆိုရင်တော့မတ်ဆိုအဖိုးတို့ပြန်တွေ့ရမှာလားလို့သူ့အဖေကိုမေးနေပါလေ။အန်နဲ့ဂျင်းကပြန်တွေ့ရမှာပေါ့လို့ပြောလိုက်တဲ့အတွက်အီတန်လေးကဒါဆိုရင်တည်ရတာတော့မဆိုးပါဘူးလို့ပြန်ပြောလိုက်ပါလေ။ဘွိုက်ကတော့သူတော်တဲ့ကနေထွက်လာတဲ့ညကဗီတာရဲ့ကွန်တိန်နာဟောင်းထဲမှာထားခဲ့တဲ့မီးတုပ်ကိုပြန်လာယူပါလေ။အိုင်မာရီမတ်တိုင်းစ်ကိုတတ်ပြီးတော့တနက်ယူသွားတဲ့ရက်ဂျီနဲ့တွေ့ပါတော့တယ်။ရက်ဂျီကဘွိုက်ကိုတနက်နဲ့ချိန်ထားပြီးတော့ခမားတော်တဲ့ကိုမသွားခင်ကအကုန်အစင်ပြနေတာခမားကြောင့်ကြုံမိမှတည်ရတာပဲလို့ပြောလိုက်ပါလေ။ဘွိုက်ကသူ့ကိုနားချဖို့လုပ်နေမယ်ရက်ဂျီကတနက်နဲ့ပြစ်လိုက်တဲ့တော့ ဘွိုက်ရဲ့လက်မောင်းကိုထိသွားခဲ့ပါတယ်ရက်ဂျီကနောက်ချက်ထပ်ပြစ်ဖို့လုပ်တဲ့အချိန်မှာဘွိုက်ကသူ့တနားနဲ့ရက်ဂျီကိုပြစ်ချလိုက်ပါတော့တယ်အဲနောက်ဘွိုက်ကမီးတုပ်ကိုယူလာပြီးတော့အုပ်ပုံပျက်စီးတွေနေရာကိုပြန်လာပါတယ်ပြီးတော့မီးတုပ်ကိုမီးညှိလိုက်ရမှာတော့မာတင်ရဲ့အချင်းငန်းတွေကိုချက်ချင်းယောက်လာပါတော့တယ်ဘွိုက်တောင်ဒီကနေလွတ်လာတော့ကလည်းမီးတုပ်ကင်ပြီးတော့တကားကိုဖွင့်ထွက်လိုက်ရမှာအပြင်ယောက်လာပဲဖြစ်ပါတယ်အချင်းငန်းတွေမှာတော့ဒီလုံးတန်မီးနဲ့တစ်တာလေးကိုမြင်ရပြီးမာတင်တော့ကလည်းနန်းတွေမှာတန်ချိုးတွေနဲ့ခြိခံထားတဲ့ဂျူလီတို့၃ယောက်ကိုမြင်လိုက်ရပါတော့တယ် ဘွားကဒီလုံတန်ထွားနေတဲ့တစ်တာကိုဖျက်ဆီးတော့မဲ့အချိန်မှာပဲသူစနီးအဘီရဲ့ပုံစံထပ်ပေါ်လာပြီးတော့မလုံဖို့တားနေပါလေအဘီကနေတာကိုဖျက်ဆီးလိုက်မျိုးတွေကလူတွေအကုန်လုံးဝေနာခံစားပြီးတေသွားမှလို့ပြောနေပါလေဒါမဲ့အဲ့ဒီအချိန်မှာပဲဂျူလီတို့ကနနာချင်းချင်းနဲ့အော်ဟစ်နေကြပါတော့တယ်အဘီကဘွားကိုဆွဲဆောင်မှုစူးစမ်းနေပြီးတော့ဘွားကတော့လက်မခံပဲဒီလုံတန်ထွားနေတဲ့တစ်တာကိုမီးတုံးနဲ့ရိုက်ခွဲပြလိုက်ပါတော့တယ်ဘွားဒီလုံတစ်တာကိုဖျက်ဆီးပြီးပြီးချင်းမှာအေးရပေါ်လဲနေဂျူလီတို့လည်းချက်ချင်းပြန်သတိရလာကြပါလေ န်ဒဲနဲ့မာရီယိုတို့လည်းပြန်ပြီးတော့သတိရလာခဲ့ကြပါပြီ။ဘွိုက်ကတော့အချင်းကန်းတွေကနေပြန်ထွက်လာပြီးတော့မင်းတို့ငါ့ကိုပြိုလဲအောင်လှုပ်လို့မရဘူးကွာလို့အော်ပြောလိုက်ပါတော့တယ်။အဲ့ဒီမှာနေဘွိုက်မြင်မှုနဲ့ခွေးလေးကထက်ရောက်လာပြီးတော့ချက်ချင်းထွက်ပြေးသွားပြန်ပါလေ။မြို့ထဲဘက်မှာတော့အီသန်လေးကပဇင်းငွေကောင်းနေအော်သန်လည်းတိတ်သွားတော့သတိထားလိုက်မိပါလေ။ဂျူလီယာတော့သူ့မင်းကိုမတွေ့တဲ့အတွက်အမေပမာလဲလို့မေးလိုက်ပါလေ။တပီသားတော့မျော်စင်ဘော်ကိုတက်လာပြီးပဲဖြစ်ပါလေ။လီကောင်းမှာဖဲချက်တွေနဲ့ခလေးကစားစရာအယုတ်တွေကိုလည်းမြင်လိုက်ရပြီးအန်ကူဝီဆိုတဲ့အတန်ကိုလည်းကြားနေရပြန်ပါလေ တပိသားမျိုးစင်ပေါ်ဆုံးကိုရောက်သွားတဲ့ခါမှာတော့အဖြူအောင်ဝစ်စုံတဲ့ကောင်လေးကပေါ်လာပါတော့တယ်။သူကတပိသားကိုကျွန်တော်တောင်းပန်ပါတယ်ဒီနီလန်းတစ်ခုပဲရှိလို့ပါလို့ပြောပြီးတော့တပိသားကိုမျိုးစင်ပေါ်ကနေတွန်းချပစ်လိုက်ပါတော့တယ်။တပိသားသတိပြန်လာတဲ့ချိန်မှာတော့သူကအပြင်ကဆေးရုံတုံမှာရောက်နေပဲဖြစ်ပါတယ်။ဆောင်းလည်းရောက်လာပြီးတော့တပိသားကကျွန်မဘယ်ကိုရောက်နေရလဲလို့မေးလိုက်တော့ဆောင်းကရှင်စိတ်အန်တိုနီဆေးရုံကိုရောက်နေတာပါလို့ပြန်ဖြေလိုက်တော့တာပါ။တပိသားကိုလွန်ခဲ့တဲ့၃ရက်ကတော်တဲ့မှာတောင်တသမားဇုံတွဲတွဲကရှာအတွေ့ခဲ့တာပဲဖြစ်ပါတော့တယ်။ တပိသားကပရင်းပေါက်လိုက်ကောင်ဖြွင့်ကြည့်လိုက်တော့သူကတကယ်ပဲနေဝင်မီးငိမ့်တာနဲ့ပြင်ထွက်မရတဲ့မြို့ကြီးကနေလွတ်မြောက်ပြီးတော့ပြင်ပကဘာကိုပြန်လဲရောက်ရှိသွားခဲ့ပြီပဲဖြစ်ပါတော့တယ်ခင်ဗျာဟုတ်ကဲ့ပါတော့ဒီနေ့အတွက်တိစမှုကဒီလောက်ပဲဒါကတော့ from season 2ရဲ့နောက်ဆုံးပိုင်းပေါ့ season 2ကတော့ပြီးသွားခဲ့ပြီ season 3တော့ရှိပါသေးတယ် အဲ့တော့ဒူးဘီမှာတက်ပြီးသားတကယ်ပဲလွတ်မြောက်သွားခဲ့ပြီလားစီးရင်3မှာဘာတွေလာအောင်မှာလဲနောက်နေ့မှာဆက်ပြီးတော့တွေးကြမယ်ခင်ဗျဒါကြောင့်မလို့ channel ကို subscribe လုပ်ဘေးနာခေါလောက်နှိပ်ပြီးတော့စောင့်ကြည့်ပြီးတောင်းဆိုရင်လည်းဒီနေ့မှာအစားဆုံး live ပါကြည့်ရှုအားပေးခဲ့ဗောရာရုတောင်ချင်းစီတိုင်းအချိန်ပေးခဲ့တဲ့အတွက်အားလုံးကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာကျွန်တော်အန်ခင်မှုပါ